ရက်ဖိုကဒီယာတီရဲ့အကောင်းဆုံးအငားခွေမှုတစ်ခုလားရက်ဒီဗက်တန်တွေကနေတင်ဆက်နေပါတယ်ဒေါက်တာလေးမာကတ်ရက်ဖိုရဲ့စပိန်မီကနေ့ရက်တွေကအတော်လေးတာယာလှပနေပါတယ်ရက်ဖိုကဘာစီလိုနာအသင်းရဲ့တိုက်စစ်ကအဓိကကစားမတွေကိုဖျက်ချော်ပြီးတော့နီဗျာဟန်စီဖလေးရဲ့ယုံကြည်မှုကိုရယူထားနိုင်ခဲ့တာပါ မန်ချက်စတာယူနိုက်တက်အသင်းက Rafford မဟုတ်တော့ဘဲအတော်လေးကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုအင်္ဂလန်သားကပြတ်တထားနိုင်ခဲ့တာပါ Rafford ကပြီးခဲ့တဲ့ La Liga ပွဲစဉ်မှာလည်းအသင်းအတွက်ဂိုးဖန်တီမှု၂ဂိုးပြီးပြုတ်ပေးထားနိုင်ခဲ့ပါတယ် Barcelona အသင်းက Sevilla ကိုအသင်းကိုအဝေးကွင်းမှာ၄ဂိုး၂ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာ Rafford က Barcelona အသင်းအတွက်အသင်းကို၂ဂိုးပြီးဖန်တီပေးထားနိုင်ခဲ့တာပါ Rafford ကဒီယာဒီ La Liga မှာအသင်းကိုဖန်တီမှု၆ကြိမ်ထိပြုတ်ထားပြီး La Liga မှာတော့ဂိုးဖန်တီမှုတွေအများဆုံးကစားမှအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်အင်္ဂလန်သားက Barcelona အသင်းအတွက်ပြိုင်ပွဲစုံ၁၆ပွဲမှာ 6ဂိုးတင်ပြီးတော့9ဂိုးဒီဖန်တီပေးချနိုင်ခဲ့တာပါ။ကွင်းနင်းဆန်းဆောင်ရီရောကိန်းကနန်ချက်လက်တွေရရောဒေါက်တာလေးကအတော်လေးကိုကောင်းနေခဲ့တာပါ။အဲဒါကြောင့်မလို့ရက်ဖိုးရဲ့အငားပြောင်းရွှေ့ကဒီရာဒီအငားပြောင်းရွှေ့တွေကအကောင်းဆုံးပြောင်းရွှေ့လို့ပြောရမှာပါ။နေ့နေ့အစဉ်မပြေလို့အတင်းပြောင်းသွားခဲ့တဲ့ဒေါက်တာလေးကစပိန်မြေမှာတော့အဆုံးစားမဲ့တောက်ပနေခဲ့တာပါ။ဒီပုံစံတိုင်းဆိုရင်တော့အငားစာချုပ်ကုံသွားရင်တောင်ဘာစီလိုနာအတင်းဘက်ကရက်ဖိုးကိုအပြီးသက်ခွဲယူလာနိုင်ခြေရှိနေပါလိမ့်။လက်ရှိမှာရက်ဖိုးကဒီပြားနဲ့ပြည်သက်ရဲ့ယုံကြည်မှုကိုအခိုင်အမာရရှိထားပြီး အတင်းရဲ့တိုက်စစ်မှာပွဲထွက်ခွင့်နေရာတစ်ခုရရှိထားပြီးတော့ခြေစွမ်းပြထားနိုင်ကြတာပေါ့။အဲဒါကြောင့်မလို့ Raffo ဟာတရားစီရဲ့အကောင်းဆုံးအငှားခေါ်ယူမှုတစ်ခုလို့ပဲပြောရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ရဲ့တင်ဆက်မှုကတော့ပါပဲခင်ဗျာ။နောက်ဆုံးရအကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ။